မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖက်စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့နိုင်ငံတကာအစိုးရတွေကို HRW တောင်းဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နိုင်ငံတကာအစိုးရတွေအနေနဲ့စစ်ကောင်စီကချက်လက်ပြီးနှစ်ကုန်ပိုင်းမှာကျင်းပမယ့်ရွေးကောက်ပွဲကိုစန့်ကျင်ရပ်တန့်ကြဖို့လူအခွင့်ရေးစောင့်ကြည့်အဖွဲ့ HRW ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ် စစ်ကောင်စီကရွေးကောက်ပွဲကိုအပိုင်းတွေခွဲပြီး2025ဒီဇင်ဘာနဲ့2026ဇန်နဝါရီလတွေမှာကျင်းပမယ်လို့ကြေညာထားပါတယ်။အဲဒီရွေးကောက်ပွဲတွေဟာလွတ်လပ်တဲ့ညှတာတဲ့အစုအဖွဲ့ပေါင်းစုံပါဝင်တဲ့စံတန်ဘိုးတွေကင်းမဲ့နေတယ်လို့ HRW ကဆိုပါတယ်။ HRW ရဲ့ထုတ်ပြန်ချက်မှာတော့2021ခုနှစ်ကမြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုဖြစ်ပွားပြီးချိန်ကလေးကဒီမိုကရေစီစနစ်ဟာဆူဆူရွာရွာဖြိုချဖျက်ဆီးခံခဲ့ရပြီးအာဏာမဖိနစ်ဖမ်းဆီးမှုတွေတိုးလာတာအကြမ်းဖက်ရန်လိုမှုတွေမြင့်တက်လာတာကို နိုင်ငံအနှံ့မှာတွေ့ကြုံခဲ့ရတယ်လို့ဖော်ပြထားပါတယ်။အာဏာသိမ်းမှုကိုစန့်ကျင်တဲ့လက်နက်ကင်ထုတ်လန့်ရေးတွေနိုင်ငံတော်ဝန်အားကောင်းနေချိန်မှာစစ်တပ်ဟာဒီဇင်ဘာ28ရက်နေ့ ဇန်နဝါရီတရက်နေ့တွေကြာရင်ရွေးကောက်ပွဲတွေကျင်းပဖို့ရက်သတ်မှတ်ကြေညာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီရွေးကောက်ပွဲမှာနိုင်ငံရေးပါတီအများအပြားကိုဝင်ရောက်ရှင်ပြိုင်ခွင့်ထားမစ်ပိတ်ပင်ထားသလိုဒီမိုကရေစီကောင်းဆောင်တွေအပါအဝင်လူပေါင်း3000ဝန်းကျင်ကိုလည်းစစ်တပ်ကအာဓမဖမ်းဆီးချုပ်နှောင်ထားစေဖြစ်ပါတယ်။ဒါပြင်ရွေးကောက်ပွဲကိုအကောက်ွယ်ပေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့အသစ်ပြထန်လိုက်တဲ့ဥပဒေအောင်မှာဖမ်းဆီးဆွဲချက်တင်ခံရသူအရေအတွက်ကတရားလောက်ထိမြင့်တက်လာပါတယ်။အနာသိန်းစစ်ကောင်ဆောင်မရောက်လိုက်ကိုယ်တိုင်ကခုခံစစ်ဆင်နွှဲနေမှုတွေကြောင့် နိုင်ငံရဲ့မျိုးအလုံးမှာရွေးကောက်ွယ်ကျင်းပပုံမဖြစ်နိုင်တာကိုဝန်ခံထားကြောင်းလဲ HRW ကထောက်ပြခဲ့ပါတယ်။ဒီအခြေအနေတွေအရစစ်ကောင်စီဟာယုံကြည်ထိုက်တဲ့တမာတမတ်ကြတဲ့ရွေးကောက်ွယ်မျိုးဦးဆောင်ကျင်းပနိုင်စွမ်းမရှိတာသိသာစီတယ်လို့ HRW ကဆိုပါတယ်။ HRW ရဲ့အာရှရေးရာဒါရိုက်တာ ။ဤလိန်ပီယာဆန်ကတော့စစ်ကောင်စီဦးဆောင်မဲ့ရွေးကောက်ပွဲကိုအတုရောင်လို့အတီအလင်းဆွဆွဲခဲ့ပြီးအာနာသိန်းစစ်တပ်ဟာပြည်သူလူထုအပေါ်၅နှစ်လောက်ဖိနှိပ်ညှဉ်းဆဲပြီးတဲ့နောက်မှာနိုင်ငံတကာရဲ့တရားဝင်အသိအမှတ်ပြုမှုကိုအပူတပြင်းရှာဖွေနေတာဖြစ်တယ်လို့ဝေဖန်သွားပါတယ်။စစ်တဟပြည်လုံးကျွေရွေးကောက်ပွဲတွေကျင်းပဖို့လုံလောက်တဲ့နေမျိုးတွေထိန်းချုပ်နိုင်စွမ်းလည်းမရှိတော့ဘူးလို့ HRW ကထောက်ပြခဲ့ပါတယ်။2024နှစ်ကုန်ပိုင်းတုန်းကစစ်ကောင်စီဟာရွေးကောက်ပွဲကြိုတင်မဲဆင်းတွေကောက်ယူတဲ့အခါ မြို့နယ်ပေါင်း330ရှိတဲ့အနှံ145ခုကိုတာလွှမ်းခြုံနိုင်ခဲ့ပါတော့တယ်။ HRW ကစစ်ကောင်စီဟာ2020ရွေးကောက်ပွဲမှာလူလူဆန္ဒနဲ့အညီအနိုင်ရခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုဖယ်ရှားအာဏာသိမ်းနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်အပါဝင်ခေါင်းဆောင်တွေကိုဖမ်းဆီးပြီးတဲ့နောက်စစ်တပ်အလို့တော်ပြေပြည်ထောင်စုကြန့်ခိုင်ရေးနဲ့ခွင့်ပြုရေးပါတီ USDP ကိုအာဏာရအစုအဖွဲ့ဖြစ်လာအောင်ကူညီပေးနေတယ်လို့လည်းထောက်ပြထားပါတယ် စစ်တပ်ကအော်တိုဘာ28ရက်နေ့ထိပါတီတွေမဲဆွဲလှုပ်ရှားတာမျိုးမဟုတ်ဘူးတားမြစ်ထားပေမဲ့လေ USTP ကတော့အဲ့ဒီမတိုင်ခင်ကတည်းကစတင်လှုပ်ရှားမှုတွေရှိနေပါတယ်ပြီးခဲ့တဲ့မလေးရှားမှာကျင်းပခဲ့တဲ့အရှေ့တောင်အာရှနိုင်ငံများအစီအယုံအာဆီယံထိပ်သီးညီလာခံမှာတော့ကုလသမဂ္ဂအတွင်ရင်းမှုချုပ်အန်တိုနီရိုဂူတာရက်စ်ကလည်းမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမယ်ဆိုတဲ့အကြောင်းရင်းမျိုးသူမမြင်မိဘူးလို့ပြောဆိုသွားပါတယ် ကိုလာတမကလူခွင့်ရေးဆိုင်ရာမဟာမင်းကြီး Folk Trust ကတော့ဒီလိုရှုပ်ထွေးလာတဲ့အခြေအနေမျိုးမှာရွေးကောက်ပွဲလုပ်ခြင်းနဲ့စစ်တပ်ရဲ့အကြံစီကိုနားလည်ဖို့ညံမမီတော့ဘူးလို့အငေါ်တူးခဲ့ပါတယ်။ဆက်လက်ပြီးမြမရေဖြည့်ရှင်ရတွင်မလေးရှားလောက်သွားသည့်အတိုင်းဆက်လောက်သွားမည်ဟုဖိလစ်ပိုင်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံအနေနဲ့လာမယ့်အာဆီယံဥက္ကဋ္ဌအဖြစ်မြမအရေးကိုကင်တွယ်တဲ့နေရာမှာမလေးရှားလောက်သွားတာတွေကိုဆက်လက်လှုံ့ဆော်ဖို့ဦးစားပေးသွားမယ်လို့နိုင်ငံသားရေးဝန်ကြီး Tracer Lazaro က နိုဝင်ဘာ18ရက်တနင်္လာနေ့မှာပြောပါရယ်တမဒါဖာတီနန်မာကော့စ်ဂျူနီယာကမြမအရေးအထူးကိုယ်စားလှယ်အဖြစ်မကြသေးမီကခန့်အပ်လိုက်တယ်လာဇာရိုဟာဖိလစ်ပိုင်နေနေအစားကနေပြန်မစားပဲလက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံရဲ့မြမနဲ့ထိတွေ့ဆက်ဆံမှုကိုအခြေခံပြီးဆက်လက်လှုပ်ဆောင်သွားဖို့ရည်ရွယ်တယ်လို့ဆိုပါရယ်မလေးရှားကထိတွေ့ဆက်ဆံမှု138ခုလောက်လှုပ်ဆောင်ခဲ့ပါရယ်မလေးရှားလုပ်ခဲ့တဲ့မြဒါမှမဟုတ် အရင်ဥက္ကဋ္ဌတွေလုပ်ခဲ့သမျှကိုကျမတို့အနေနဲ့အစကနေပြီးပြန်ပြီးတော့လုပ်လို့မရနိုင်ဘူးလို့ယူဆပါတယ်ဟုတိဆောက်ထားပြီးသားအရာတွေကိုအခြေခံပြီးဆက်လက်လှုပ်ဆောင်သွားနိုင်မယ်လို့ဖိလစ်ပိုင်နိုင်ငံကယူဆပါတယ်။ဒါဟာဖိလစ်ပိုင်ရဲ့ယက်တီချက်လေးဖြစ်ပါတယ်လို့လာဇာရိုကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။လာမယ့်နှစ်ကုန်ပိုင်းမှာစေအုပ်စုပြုလုပ်မဲ့တရားမဝင်ထူရောင်ရွေးကောက်ပွဲကိုလေးလာသူစစ်လို့ရင်းနေပတ်သက်လို့ဒီကိစ္စဟာအာဆီယံတရက်လုံးကစုံဖြတ်ရမယ့်အရေးဖြစ်တယ်လို့ ူမကသတင်းထောက်တွေကိုပြောပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလ26ရက်ကမလေးရှားမှာပြုလုပ်ခဲ့တဲ့အာဆီယံကောင်းဆောင်တွေရဲ့တွေ့ဆုံပွဲမှာတော့အာဆီယံအနေနဲ့လေးလာဆောင်ကြည့်သူဆေလွတ်ဖို့သဘောတူညီမှုမရခဲ့ပဲအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့နှစ်နိုင်ငံဆက်ဆံရေးအရာဆေလွတ်လို့ကဆေလွတ်နိုင်တဲ့သဘောဆွေးနွေးမှုရှိခဲ့တယ်လို့တန်တမန်သတင်းရင်းမြစ်တွေကိုကိုးကားပြီးသတင်းဌာနကဖော်ပြထားတာပါအာဆီယံအဖွဲ့အနေနဲ့နှစ်စဉ်ဥက္ကဋ္ဌရာထူးအပြောင်းလဲနဲ့တူ လှည့်လည်တာဝန်ပေးနေတာမျိုးမဟုတ်ပဲမြမအရေးအတွက်ယာရုသက်တမ်းပို့မှုရှေ့ကြမဲ့အထူးကိုယ်စားလှယ်တဦးကိုခံအပ်ဖို့စဉ်းစားနေကြောင်းကိုလည်းလာဇာရိုကပြောပါသေးတယ်။ဖိလစ်ပိုင်ဥက္ကဋ္ဌဖြစ်နေစဉ်မှာဒီကိစ္စတွေအားလုံးအထူးသဖြင့်သက်တမ်းပို့ကြမဲ့အထူးကိုယ်စားလှယ်တဦးကိုထားရှိရေးဖြစ်နိုင်ခြေကိုဆွေးနွေးသွားမှာပါလို့သူမကဆိုပါတယ်။မလေးရှားရဲ့ဥက္ကဋ္ဌယာဒူဟာဒီဇင်ဘာ31ရက်မှာခုံဆုံးမှာဖြစ်လို့ရွေးကောက်ပွဲမစတင်ပြီးအာဆီယံအဖွဲ့ဝင်17နိုင်ငံအထိနဲ့အလေးလာသူစေလွတ်မလွတ်အပေါ်သဘောတူညီဖို့ရဖို့အချိန်နှဲပါပါတယ် လာဇာရိုကတော့အလုတ်ဖွဲ့အစည်းအဝေးတချို့ကိုမလေးရှားရဲ့ဥဆောင်မှုအောက်မှာဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပေမဲ့ဇန်နဝါရီလအစည်းအဝေးပွဲမှာနိုင်ငံသားရေးဝင်ကြီးတွေကသူတို့ရဲ့မဟာဗျူဟာကိုဆွေးနွေးဆုံးဖြတ်ကြချိန်မှာဖိလစ်ပိုင်အနေနဲ့မြမရေးကိုတကယ်တမ်းစတင်ကင်တွယ်ဖြည့်ရှင်းသွားမယ်လို့ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးစစ်တပ်လုပ်တဲ့ပွဲတွေတက်လေရှိတဲ့အဖွဲ့ဥက္ကဋ္ဌဟောင်းဘိုးချုပ်ကြီးစောမှုတူစေဖို့နဲ့ပရိုရွှေမောင်းကို KNU ပေထုံအဖွဲ့စီရဲ့မူဝါဒကိုတတိပေးနေတဲ့ကြားရက်ကပဲအဖန်တလဲလဲကျူးလွန်ဖောက်ပြက်ခဲ့လို့ပါလို့ ရိုဆော့တော်နီပြောတယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်မျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဟောင်းဗိုလ်ချုပ်ကြီးစောမှု2 safe 4နဲ့ KNU ဒုပလရာခရိုင်ဥက္ကဋ္ဌပရိုဆော်ရွှေမောင်တို့ကိုအဖွဲ့ကထုတ်ဖော်လိုက်ကြောင်း KNU ဗဟိုပြောရေးဆိုခွင့်ရှိသူပရိုဆော်တော်နီကအတည်ပြုပါရယ်ဘိုးချုပ်ကြီးစောမှုဒူစေဖို့နဲ့ပရိုဆော်ရွှေမောင်တို့ဟာ KNU ကချမှတ်တဲ့စည်းကမ်းတွေမလိုက်နာလို့အဖွဲ့ရဲ့73ချိန်မြောက်ဗဟိုအလုံးမှုဆောင်အစည်းအဝေးကထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တဲ့သတင်းတွေအပေါ်ပရိုဆော်တော်နီကအခုလိုပြောပြပါရယ်အတည်ပြုပါရခင်ဗျာဖွဲ့စည်းရဲ့မူဝါဒကိုသတိပေးနေတဲ့ခြားတဲ့ကပဲအဖန်တလဲလဲကျူးလွန်ဖောက်ဖျက်ခဲ့လို့ပါခင်ဗျာလို့ပရိုဆော်တော်နီကပြောပါရတယ် ကရင်တရင်ချင်းမြတ်တအုပ်ကလည်းပြီးခဲ့တဲ့တစ်ပတ်လောက်ကကျင်းပခဲ့တဲ့ဗဟုအလုံးမှုဆောင်အစည်းအဝေးမှာဗိုလ်ချုပ်ကြီးစောမှုတူစေဖို့နဲ့ဘရူဆောရွှေမောင်တို့ကိုထုတ်ပေးဖို့ဆုံးဖြတ်ခဲ့တာလို့သိရပါတယ်လို့ပြောပါရယ်အခုလိုဥက္ကဋ္ဌဟောင်းတအုပ်ကိုအဖွဲ့ကထုတ်ပေးတာဟာပထမဆုံးအကြိမ်ဖြစ်ပြီးအခုလိုဖြစ်ရပေါ်စိတ်မကောင်းဖြစ်ရပေမယ့်ကာကန်ရှိရဲ့လုံရအပေါ်မှူးတည်တာဖြစ်နိုင်တယ်လို့လည်းသူကပြောပါရယ်ဗိုလ်ချုပ်ကြီးစောမှုတူစေဖို့ဟောင်း KNU ဥက္ကဋ္ဌအဖြစ်တက်တန်းနှစ်ကြိမ် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။အခုလိုထုတ်ပေးရတာဟာစစ်ကောင်စီကဗိုလ်ချုပ်ကြီးစုံးမှုတူစစ်ဖို့ကိုဝနကြော်တင်ဖွဲ့ပေးအပ်တဲ့ဖြစ်စဉ်တွေစစ်ကောင်စီကျင်းပတဲ့အပြည့်ရစဲရေး NCA နှစ်ပတ်လည်ပွဲတွေတက်ရောက်တာတွေကြောင့်ဖြစ်တယ်လို့ပြောပါတယ်။အဲ့ဒီဘွဲတစိတ်တွေကသူနဲ့မသက်ဆိုင်ဘူးလေ။နောက်ပြီးတော့အပြည့်အခက်ရစဲရေးကျင်းပတဲ့ပွဲတွေသွားတာအဲ့ဒါကျွန်တော်တို့အဖွဲ့အစည်းမှုနဲ့မကိုက်ညီဘူးပုံ။ အဲ့ဒါကျွန်တော်တို့အဖွဲ့အစည်းမှုနဲ့မကင်ညီဘူးပေါ့ဘလို့ပဲဖြစ်ဖြစ်အဖွဲ့အစည်းမှုသဘောအရာကတော့ဥက္ကဋ္ဌဖြစ်စီဘသူဖြစ်စီထုတ်သိရင်ထုတ်မှာပဲလေသူဘုံမူကြီးမူတူစေဖို့ကတော့သူစိတ်နဲ့သူကိုပိုင်ဆုံးဖြတ်ချက်နဲ့သူလုတာပဲသူအခွင့်ရေးပဲလေစိတ်တော့ပဲကောင်းမလဲဒါပေမဲ့သူလုရက်ကသူလုတာပဲလို့ခရင်တရင်ချင်းမြက်ကပြောပါတယ် KNU ဟာစစ်တပ်ကိုတိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပေမဲ့အဖွဲ့ဥက္ကဋ္ဌဟောင်းဘုံမူကြီးစောမှုတူစေဖို့ကိုစစ်ကောင်ဆောင်မြောင်းလိုက်က2022တချံအပီနှစ်စန်းတရက်နေ့မှာဝနကြော်ထင်ဖွဲ့ပေးအပ်ခဲ့တာပါဒီလိုပေးအပ်တာတွေဟာစစ်တပ်ကသွေးခွဲတာဖြစ်တယ်လို့ Prosodoni ကပြောထားပါတယ်ဘုံမူကြီးစောင်းမှုတူစေဖို့နဲ့ဘရိုရွှေမောင်းတို့ဟာ2023နှစ်ကုန်ပိုင်းကလည်းစစ်ကောင်စီကောင်းဆောင်မြောင်းလိုက်ကိုနေပြည်တော်မှာသွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။အဲဒီလိုတွေ့ဆုံမှုဟာ KNU နဲ့လုံခြုံရေးမသက်ဆိုင်ကြောင်းဘရိုဆော်တော်နီက ထိုစဉ်ကလေးကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ KNU ဟာစစ်တပ်အာဏာသိမ်းမှုကိုစတင်ပြီးပြည်သူနဲ့အတူရပ်တည်တိုက်ပွဲဝင်နေတဲ့တိုင်းဒေသနဲ့ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ဆက်လက်ပြီးကြားဖြတ်လုပ်ငန်းကိုခွင့်ပြုထားသည့် BGF စစ်ကော်မရှင်တပ်ကဖိအားများကြောင်းရွှေကိုကိုကိုပြန်စည်းနေကြားဖြတ်350နီးပါးအဖမ်းခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ကအွန်လိုင်းဝယ်လေလုပ်ငန်းတွေကြောင့်နာမည်ဆိုးနဲ့ကြော်ကြားနေတဲ့ရွှေကိုကိုမျိုးကိုကရင်နယ်ကြားအောင်တက် BGF နဲ့အာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေကနိုဝင်ဘာလ18ရက်မှာဝင်ရောက်စီးနင်းခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ဒါဟာအမေရိကန်ကမြန်မာ အပါအဝင်အရှေ့တောင်အာရှနိုင်ငံတွေကကြားဖြတ်တွေကိုနှိမ်နေဖို့ ကန်စန်တာ strike force SCSF ကိုဖွဲ့စည်းကြောင်းကြေညာမှုအပြီးနေတရုတ်ရဲ့မဲခေါင်မြဝန်ကနိုင်ငံ6ခုပါကြားဖြတ်နေတဲ့ရဲ့အဖွဲ့ဖွဲ့စည်းမှုအပြီးအခုလိုဖြစ်ပေါ်လာတာပါ BGF တပ်ကပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောဦးဆောင်ပြီးမြန်မာစစ်တပ်နဲ့ရဲတွေပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာရွှေကုတ်ကုံမြို့ရဲ့အခြေစိုက်တဲ့ကြားဖြတ်ရုံးချုပ်တွေကိုဝင်ရောက်စီးနှင်ရမှာနိုင်ငံသား346ယောက်ကျော်ကိုဖမ်းဆီးရမိခဲ့ကြောင်းအများစုကတရုတ်နိုင်ငံသားတွေလို့ယူဆရကြောင်းထိုင်းသတင်း The Reporter မှဖော်ပြထားပါတယ် ငွေလင်ကိုင်းတွေအလုံးလုံးတဲ့အဆောက်အုံအတွင်တိန်ဝင်ရောက်ရမှာအလွာတိုင်းကိုအခန်းတွေဖွဲထားပြီးတခန်းတခန်းစီမှာကွန်ပျူတာနဲ့ဇပွဲကုန်တွေမှာစက်ပေါင်း30ကနေ50အထိရှိနေတာကိုတွေ့ရှိရကြောင်းသိရပါတယ်။နိုင်ငံသားသားတွေဟာအခန်းထဲမှာအလုံးလုံးနေကြပြီးဝင်ရောက်စီးနှင်းချိန်ဇပွဲအောက်တွင်ပုံအောင်နေခဲ့ကြကာ ဆန့်ကျင်မှုတစုံတရာမရှိခဲ့ကြောင်းသတင်းမှဖော်ပြထားပါတယ်။ဒါပြင်အခန်းတွေထဲမှာယာနဲ့ချီတဲ့မိုဘိုင်းဖုန်းတွေကိုတတ်တတ်စီခွဲခြားထားတာတွေ၊လျှက်စစ်ဓာတ်အားကျိုးတွေနဲ့အခြား electronic ကိရိယာတွေကိုလည်းရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ VGF တပ်ဖွဲ့ဟာဒီစစ်စင်ကြီးဟာဝင်လင်ကိုင်းတွေကိုအပြီးတက်နှိမ်နေမယ်လို့အရင်ကပြောထားတယ်လို့ဆောင်ရွက်တာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ဒါဟာအနာသိန်းစစ်ကော်မရှင်ရဲ့လမ်းညွှန်မှုအတိုင်းနိုင်ငံအတွင်းမှာရှိတဲ့ဝင်လင်ကိုင်းတွေကိုကင်တွယ်နှိမ်နေဖို့ရှေ့ဆက်လုံဆောင်သွားမယ်လုပ်ငန်းစဉ်တစ်ရက်လေးဖြစ်တယ်လို့ဆိုထားပါသေးတယ်။ ီးခဲ့တဲ့လကလည်းအာနာသိန်းစစ်တပ်ဟာရှားဖြန့်လုပ်ငန်းတွေရှိတဲ့ KK ဘတ်ခြံဝန်းကိုဝင်ရောက်စီးနင်းခဲ့ပေမဲ့အကဲခတ်တွေကတော့ဒါဟာနိုင်ငံတကာဖိအားကိုရှောင်ကျဉ်ဖို့ဟန်ပြလှုပ်ဆက်တာဖြစ်တယ်လို့ဖွေပန်ခဲ့ကြပါတယ်။ကျမိုက်တင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။